โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘုနော် Minecraft အကောက်ဖွင့်နည်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ် ောက်ခွင်နီးရကျွန်တော်ဒီပြောပြသွားတဲ့အတိုင်းသူတွေမသိလိုက်လုပ်ပြီးလို့ရှိရင်အကောင်ဖောက်တာရနိုင်ကြီးများပါတယ်ခင်ဗျာဒီပထမဆုံးအနေနဲ့ကျွန်တော်ဘာလို့အလဲဆိုတော့ကိုဆုံးမဲ့ version နဲ့အကောင်မဖောက်ကသေးတယ်ဒီ Minecraft တခုလိုအပ်တယ်ဘောနော်ပြီးလို့ရှိရင်ဒီဘက်မှာဘီနာလေးမှာတွေ့တယ်ဒီမှာ sign လေးကိုနှိမ့်မယ်နေပြီးလို့ရှိရင်ဒီမှာ sign ကိုထပ်နှိပ်ပါမယ်ခင်ဗျာอืม ဲ့ဒါတဲ့ဝင်လိုက်ဒီလိုမိုးလေးပေါ်လာမယ်ပေါ့နော်ဒီလိုမိုးပေါ်လာပြီဆိုကျွန်တော်အောက်က crow one လေးကိုနှိပ်ပြီးတော့ဒီမှာအပေါ်မှာရှိတဲ့ form line ဆက်ကိုနှိပ်ပါမယ်ဒီကိုကျွန်တော်တို့ကမြန်မာထားမှာပဲဖြစ်ပါတယ် ညီမပြီးဒီရောက်ကတော့ကိုကြိုက်တာရေးဖို့เนาะကျွန်တော်ကတော့ဒီမှာအာ2000ခုနှစ်ရေးလိုက်တယ်ဘာဖြစ်လို့ဆိုတော့အသက်၈ရှစ်နှစ်ပြည့်အောင်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ project ဆိုင်ဝင်လိုက်ပါမယ်ပထမဆုံးဒီ next ကိုထပ်နေမယ်ထပ်နေပြီးဒီလိုမျိုးပေါ်လာပြီဆိုဒီ crack 1ကိုထပ်နေပါမယ်ပြီးလို့ရှိရင်ဒီမှာထပ်ထည့်ပြီးပေါ့နော် โอเคပြီးလို့ရှိရင်ဒီမှာဒီလိုမိုးလေးပေါ်လာပြီဆိုလို့ရှိရင်ဒီမှာ get and new email ကိုနှိပ်လာပါဒီအပေါ်က use your phone နဲ့ပဲ instant ကိုမနှိပ်ဘူးနော် brother တို့ get and new email ကိုနှိပ်မယ်နှိပ်ပြီးရင်ဒီမှာကိုကြိုက်တဲ့ဟိုကိုကြိုက်တဲ့နာမည်ထည့်ရမယ်ပေါ့နော်ဒါပေမဲ့ဒီ email ကိုကိုကမှတ်ထားရမှာပဲဖြစ်ပါတယ်ဒီနောက်က oud.outlook.com ကိုပါထည့်ပြီးတော့မှတ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ d s k kim brika လို့ထည့်လိုက်ပါမယ် ြီးနေခုနေပါနေပြီးပြီဆိုလို့ရှိရင်ဒီမှာ password ပေါ့နော်ဒီ password ကလည်းမှတ်ထားရမှာပါကျွန်တော်လေးကျွန်တော် password ကျွန်တော်ထည့်ပါမယ်ပေါ့နော်โอเคဒီ password ကိုထည့်ပြီးသွားလို့ဆိုရင်ကျွန်တော်တို့ next ကိုထပ်နေမယ်ပေါ့နော် next ကိုထပ်နေပြီလို့ရှိရင်ဒီမှာ funding funding ရေးရမယ်ပေါ့ funding လည်းကြိုက်တာရေးပေါ့နော်ကျွန်တော်ကတော့ dsk breaker လို့ပဲရေးတယ်ပြီးဒီမှာ head at b ပေါ်ပေါ့နော်ဒီနေရာရောက်လို့ရှင်ရေမပေါ်တာတွေဖြစ်တယ်လေအဲ့ဒီချိန်ညပါလေဆို VPN ခိုင်းလိုက် brother တို့နော် VPN ခိုင်းလိုက်ရပေါ်တယ်ဗျဒီအရော brother တို့တီးတဲ့အတိုင်းဆော့ရမှာပဲဖြစ်ပါတယ်သူလုတ်ခိုင်းတာလေးတွေလုတ်ပြီးလိုက်ရတယ်ပေါ့နော်ဒါပေမဲ့တီးချမှန်အောင်လို့လုတ်ဖို့နော်နှုတ်မဆိုလို့ရှိရင်ငါးကားလို့ဖြစ်သွားတယ်တဲ့ပေါ့နော်မာတတ်မြားပါလို့ရှိရင် okay ကြောဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်ဒီ skip for now ကိုနှိပ်မယ် နေပြီးလို့ရင်ဒါကတော့ဘာမှမဆိုင်တော့ဘူးကွနော်အဲ့တော့ဒါကိုပြန်ထွက်လိုက်ပါသားတို့ဒါကဘာမှမဆိုင်တော့ဘူးဗျာအဲ့တော့ကျွန်တော်တို့အကုန်လုံးကိုပြန်ထွက်လိုက်ဒီဒီဒီအပေါ်ကမှားချစ်ဆိုင်လေးကိုနှိပ်လိုက်ဗျာဒီမှာတွေ့လားဒီမှားချစ်ဆိုင်လေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရင်ဒီ Minecraft တွေကိုပြန်ဝင်သွားလိမ့်မယ်နော်ပြန်ဝင်ပြီးလို့ရင်ဒီ sign in ကိုနှိပ်လိုက်ဗျာ sign in ကိုနှိပ်ပြီးနောက်ထပ် sign in ကိုထပ်နှိပ်လိုက်ပါထပ်နှိပ်ပြီးဒီမှာတွေ့လား ကျွန်တော်ပေါ်လာပြီ DS skin game breaker black out or token အဲ့ဒီချိန်မှာဒီ micro နဲ့ချိန်မလားလို့ပြောတယ်ပေါ့နော်အဲ content ကိုနှိမ့်လိုက်ပါဆိုလို့ရှိရင်ဒီမှာရဝိုင်းပေါ့နော်ကျွန်တော်ဟာကျွန်တော်ဟာရဝပြီဆိုရင်ဒီဟိုကကြတော့ကိုကြိုက်တဲ့ profile ထားလို့ရတယ်ပေါ့နော်ထားပြီးတော့ဒီမှာကိုကြိုက်တဲ့ profile ထားမှာကျွန်တော်ကတော့ဒီပုံလေးထားလိုက်မှာလို့ကျွန်တော်ကြိုက်တယ်ပြီးတော့ဒီအောက်ကဒီမှာဒီဟာရေးရမှာကြတော့ကိုနင်းကိုရေးရမှာလို့ကျွန်တော်ကတော့ DS ခေအရှိကခေါ်လေးထင် G O T K O D S K G A M I N G K M B R E A K E A ပရီကာလို K M G A M I N G K M ပီကေလို့ပဲထည့်လို့ရအောင်မပါလို့ဆိုတော့သူ့မှာစလုံးအကန့်အသတ်ရှိတယ်ဘုံတော့ဒါရတယ်မရလို့ရှိရင် ဒီဘယ်နာလေးမှာမှန်ကျင်လေးမပေါ်ပဲနဲ့မှားကျင်လေးပုံမယ်ပေါ့နော်အဲ့တော့မှန်ကျင်လေးပုံမှာရတယ်လို့တတ်မှတ်လို့ရပါလေအဲ့ဆို let's go ကိုနှိပ်လိုက်ပါမယ်โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရရင်ကျွန်တော်တို့က let's go နှိမ့်ရလိုက်ပါပြီ။ခေခုချိန်မှာဆိုလို့ရရင်ဒီမှာကျွန်တော်မှာဒီ God DSK Gaming Breaker ဆိုတဲ့ဒီမှာ game account တစ်ခုရွာရပြီပေါ့နော်။ဒါကတော့ မိုက်ခရိုအကောက်ဖွင့်နေလေးပဲဖြစ်ပါတယ်ဘရာသာတို့ရရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးကူညီသွားလို့ရပါလေ နောက်ထပ်နောက်ထပ်ဒီလိုမျိုး video လေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ